British အားလုံးပဲမင်္ဂလာပါရှင်။ Mandarin ခေတ်မှပြန်လည်ကြွဆွန်လိုက်ပါရှင်။ကျမတို့ channel တွေကနေနေစင်ပြည်တွင်ပြပသတင်းများ၊တော်လိုင်းသတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပြေးညီစတိတ်တိတ်ဆက်ပေးတော့မှာဖြစ်ပါရှင်။ရခိုင်ပြည်မှာအစွမ်းစားတိတ်တိတ်ဆက်ပေးမယ့်သတင်းကြောင်းလေးကတော့ အောင်မြင်မှုတာရှိခံစည်ရန်အစမ်းသက်ခံကာလဖြစ်၍မဟာမိတ်တုံ့ဖက်ချံညင်ညွတ်မှုပုံမခိုင်မြဲရေးဆက်လုပ်မည်ဟု MNDA ချံ TNL နဲ့ AE ကတဝန်လွှာပေးပို့ထားတဲ့ဆိုတဲ့တဲ့နဲ့ပဲဖြစ်ပါရယ် ရရှိထားတဲ့အောင်မြင်မှုများသာရှိခံစေရန်အစံတက်ခံကာလဖြစ်တည်ဟုရှုမြင်ကြောင်းမြမအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA ဖွဲ့စည်းမှုနိပတ်လည်နေသူညီနောင်မဟာမိတ်အဖွဲ့များဖြစ်တဲ့အရခတ်တတော် AA နဲ့တအောင်အမျိုးသားလူမျိုးရင်တမတော် TNA တို့ကပေးပို့တဲ့တဝန်လွှာတွင် ဖော်ပြထားဖြစ်ပါရီမတ်လ17ရက်နေ့တွင် MNDA ဖွဲ့စည်းမှု36နှစ်ပြည်ပြည်ဖြစ်ရန်မဟာမိတ်များဖြစ်သည့် AA နဲ့ TLA တို့ကဂုတ်ပြုတဝန်လွှာပေးပို့ခဲ့ကြချင်းဖြစ်ကြောင်းသိရပါသည်ဒါမဲ့ကာလများနိုင်လေအချင်းချင်းအကြမ်းမှဆူဆီးငင်းမှုတီပို၍အရေးကြီးတာမျိုးဖြစ်ကြောင်းဖော်ပြထားဖြစ်ပါတယ်။ မိမိတို့လက်ရှိရရှိထားတဲ့အောင်မြင်မှုအတီးအပွက်များတာရှည်ခံပြီးပုံမှုဖွင့်ပြလာစေရန်အစမ်းသက်ခံကာလများလည်းဖြစ်တည်ဟုရှိမြင်သုံးသပ်ထားပါတယ်။ထို့ကြောင့်မိမိတို့ညီတော်မဟာမိတ်သုံးဖက်အကြားစီလုံးညီညွတ်မှုနားလည်မှုယခုထက်ပိုပြီးခိုင်မာဒီထက်ခိုင်မဲအောင်ဆက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့တဝန်တော်တွင်ဖော်ပြထားဖြစ်ပါတယ်။ MNDA, DNA နဲ့ AA တို့ဟာ2023ခုနှစ်အောက်တိုဘာလ29ရက်နေ့တွင်တစ်တုံညနေခွန်းစစ်စင်ရေကိုဆင်းရွက်ခဲ့ရရင်ကိုကန့်ဒေတာတောင်းနေတာနဲ့ record data ရှိစကောင်းစစ်တက်စကန်များတက်ရင်များဌာနချုပ်ပေါင်းများစွာနဲ့မြို့ပေါင်း36မြို့ကိုတင်ပိုက်ထားပြီးအုပ်ချုပ်ရေးလုပ်ငန်းများဖော်ဆောင်တဲ့အရှင်းနေခဲ့ကြောင်းသိရှိရပါတယ်။ယခုအချိန်တွင်ကိုကန့်အမျိုးသားထူတကူလုံးနဲ့ MNDA အဖွဲ့စည်းရဲ့စီရင်နိုင်ငံရေးရည်မှန်းချက်များမှာအတိုင်းတတကုတ်ထိအထမြောက်ခဲ့ပြီးဖြစ်ကြောင်းဖော်ပြထားဖြစ်ပါသည်။ထို့ပြင်စီရင်နိုင်ငံရေးရည်မှန်းချက်များအလုံးစုံအထမြောက်တည်နည်းတူကိုကန့်ဒေတာယခုထက်အေးချမ်းတန်ရာစီပင်ဖွဲ့ပြိုးတိုးတက်တည်ထက်ဆက်လက်ပြီးတော့ကြိုးပမ်းအားထုတ်ရန်ကိုလည်းညီနောင်မဟာမိတ်စိတ်ချအပြည့်ဖြင့်တိုက်တွန်းလိုက်ကြောင်းတော်လာနာဖော်ပြထားဖြစ်ပါသည်။ ညီတော်မဟာမိတ်သုံးဖွဲ့ဟာတဖွဲ့ချင်းစီရဲ့ရီမန်ချက်ဘုံရီမန်ချက်အတွေ့ဆွဆွဆီဆီညီညီညွတ်ညွတ်ဖြစ်အတူတကွာမရမနာချီတက်ဖြတ်တန်းလာခဲ့ဒီမှာနှစ်ပေါင်း15နှစ်ခန့်ရှေ့လာခဲ့ပြီဖြစ်ကြောင်းဤကာလများ၌ဒီလေတော်လရင်ရဲ့လော်ဂရန်ကိုဆိုတူကောက်တူအတူတကွာရင်ဆိုင်ခဲ့ကြပြီဖြစ်ကြောင်းဖော်ပြချဖြစ်ပါရယ် တပွဲချင်းစီရဲ့ရေမှန်းချက်ပြင်မြောက်ရန်အတွဲကျန်အဖွဲ့ကလည်းပူပေါင်းဆောင်ရွက်ပြီးအတန်နိုင်ဆုံးဖေးမှကူညီခဲ့ရာ အဖွဲ့၃ဖွဲ့ဤအဖွဲ့အစည်းခေါင်းဆောင်တပွဲဝင်များအချင်းချင်းအကြမ်းမှအပြန်အလှန်ချစ်ခင်ရင်းနှီးမှုစီးလုံးညီညွတ်မှုမိဖက်ပီတမ်းမှုလေးစားမှုယုံကြည်မှုတို့ကိုအမြင့်ဆုံးတည်ဆောက်နိုင်ခဲ့ကြသည်ဟုဆိုထားတာဖြစ်ပါတယ်။ ညီနောင်မဟာမိတ်တုံးဖွဲ့၏စီလုံးညီညွတ်မှုလုံဆောင်ချက်များဟာယခုနောက်ပိုင်းထွက်ပေါ်လာတဲ့တော်လှန်ရေးအဖွဲ့အစည်းအသစ်များအတွေ့အတူယူဆရနဲ့စံပြဖြစ်ခဲ့ရဒီမှာအမှန်ပင်ဖြစ်ကြောင်းလည်းတုံ့လွာ၌ပါရှိထားဖြစ်ပါတယ်လရှိအချင်းတွင် MNDA အဖွဲ့စီရဲ့ email ချက်များမှာအတားအတာတစ်ခုတည်းအောင်မြင်ခဲ့ပြီးဖြစ်တော့လေအောင်မြင်မှုနဲ့အတူအခက်ခဲအသာစီများဟာတွန်တွဲလျက်ပါလာတည်းဆိုတော့ကိုတတိမှုပြုပြုတင်ကြတဲ့ဖော်ပြထားဖြစ်ပါတယ် ညီနောင်မဟာမိတ်တို့ဖွဲ့တော်ဟာဆိုလို့ရှိရင်မရှိအတူရှိအတူညီနောင်များဖြစ်ကြသောကြောင့်တစ်ဖွဲ့ရဲ့အခက်အခဲဟာကျန်တဲ့နှစ်ဖွဲ့ရဲ့အခက်အခဲဖြစ်သည်ဟုအမြဲတမ်းမှတ်ယူထားရှိပြီး15နှစ်ခန့်အတွင်းအခက်အခဲပေါင်းများစွာကိုအတူရင်ဆိုင်ဖျက်ဆီးခဲ့မှုတဲ့အတွေ့အကြုံများကိုပိုင်ဆိုင်ရရှိထားပြီးဖြစ်ကလာလတ်တန့်သောကာလများ၌ရေဆိုင်ကျုပ်တွေ့ရမယ့်အခက်အခဲများရှိလာပါကလည်းညီနောင်နှစ်ဖွဲ့အနေဖြင့်ရခင်နေသူညီနောင်မဟာမိတ်ပြည်သားစွာဖြင့်အဆူဆီကြော်ဖြတ်သွားကြရန်အမြဲအသင့်ရှိသည်ဟု DNA နဲ့ AA က MNDA ထံမှတဝန်လွားပေးပို့ခဲ့ရလည်းဖြစ်ပါရယ်။ကိုကန်တာ MNDA ဟာမဟာမိတ်များနဲ့ပူးပေါင်းပြီးအရှိမြောက်ပတိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာလာရှုံမြို့အပေါ်ဝင်မြို့ပေါင်း၉မြို့ကိုအပိသက်သိမ်းပိုက်ထိ ंछ ုပ်ထားဖြစ်ပါရယ်။သို့သောတရုတ်ဆိုရရဲ့ဖိအားပေးမှုကြောင့်လာရှိုမြူသိန်းပိုက်ပြီးသော2020ခုနှစ်ဩဂုတ်လ10နောက်ပိုင်းစကောက်စီတန်နဲ့တိုက်ပွဲမှဖြစ်တော်တယ်လို့ယခုအခါစကောက်စီနဲ့အပြစ်ခံရဲစစ်သားတိအဖွဲ့လည်းဖြစ်ပါရယ် အလားတူမြို့ပေါင်းဆက်ရပြုတ်တိတ်ပိုက်ထားတဲ့ DNA တပ်ဖွဲ့ဒီလည်းတရုတ်အစိုးရရဲ့စစ်ဆေးပေးမှုဖြင့်စကောင်းစင်နဲ့ဖေဖော်ဝါရီလတွင်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တော်လည်းပဲဆွေးနွေးမှုများအဆင်မပြေခဲ့ကြောင်း DNA ကထုတ်ပြန်ထားဖြစ်ပါရယ် အေအေကရခိုင်ပြည်နယ်တွင်စစ်တွေကြောက်ဖြူမန်အောင်မြို့နယ်မှာအပါကျန်းတဲ့ဆက်လေးမြို့နယ်ကိုတိမ့်ပိုက်ထားပြီးချင်းပြည်နယ်မှာပလဲဝမြို့နယ်ကိုလည်းတိမ့်ပိုက်ထားဖြစ်ပါရယ်သို့သောတရုတ်ဂျာဝင်မှုဖြင့်စကောင်းစီနယ်ဆွေးနွေးမှုရှိနေကြောင်းတရင်းများထွက်ပေါ်လျက်ရှိတာဖြစ်ပါရယ် ကြောက်ပြူစစ်တွေမျိုးမှာစစ်တပ်စခန်းများကိုလည်း2020ခုနှစ်ဖေဖော်ဝါရီလမှစတင်ပြီးထိုးစစ်ဆင်တက်ခံနေပြီးရခိုင် ARVT အဆက်ရခိုင်ပကူးအဆက်ရခိုင်မကွေးအဆက်မှစစ်ကံများစစ်တပ်စစ်ကြောင်းများကိုလည်းထိုးစစ်ဆင်တက်ခံနေကြောင်းသိရှိရပါတယ်စနေပြီးတော့တိပတို့တွားရောက်အလလုံးမဲ့သူများစကောင်စစ်ထမ်းမှခွင့်ပြုချက်ယူရမည်ဖြစ်ပြီးခွင့်ပြုစည်းရင်းကိုလေးစိတ်တို့ကြိုတင်ပေးပို့ရမည်ဆိုတဲ့တရင်ကိုတက်ဆက်ပြမပြပါရှင် မြန်မာနိုင်ငံမှာအလောက်ကန် PG နိုင်ငံကူလက်မှတ်ဖြင့်ပြည်ပသို့တွားရောက်အလုပ်လုပ်မဲ့သူများအလုံးအနေဖြင့်အလုပ်သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်အရယူရမှာဖြစ်ပြီးခွင့်ပြုသည့်အလုပ်သမားစင်ကိုလည်းလေးစိတ်သူကြိုတင် ပေးပို့ထားမည်ဖြစ်ကြောင်းစကောင်းစီကယနေ့ထုတ်ပြန်ကြေညာထားတယ်လို့သိရပါတယ် PJ နိုင်ငံကိုလက်မှတ်ဖြင့်ပြပအလောက်ကန်တွားရောက်မဲ့သူများသည် OWL IC ပြပအလောက်ကန်တက်တီခံတက်တီခံကက်လက်ဝဲရရှိပြီးရနော်အလုတ်သမားဝန်ကြီးဌာနခြံတွင်ခွပြုချက်လျှောက်ထားမိဖြစ်ကြောင်းအလုတ်သမားဝန်ကြီးဌာနကခွပြုချက်လျှောက်ထားသူများကို စစ်စစ်ပြင်နော်ပြပအလောက်ကန်တွားရောက်ခွပြုတည်စင်းကိုကြီးညာပေးကလေးစိတ်တို့ပြပို့ထားမိဖြစ်ကြောင်းရင်းလုံငန်းစင်များကိုလာမဲမတ်လ18ရက်နေ့မှာစတင်မိဖြစ်ကြောင်းစကားစီရကြီးညာထားဖြစ်ပါ ါတယ်။အရင်တုန်းကတော့ OTMO IC card ရှိပါတယ်၊ PG passport ရှိတယ်ဆိုရင်တခါတည်းပြပတန်ထွက်လို့ရပါတယ်။အခုကတော့အလုပ်သမားဝန်ကြီးဌာနခွင့်ပြုချက်ရမယ့်အပြင် လေစိတ်မှလည်းခွင့်ပြုစရင်ပါမှပြပထွက်ခွင့်ရတော့မယ်နောက်ထပ်စစ်စစ်တဲ့အစ်စတစ်ဆန်ထပ်ပေါ်လာပါတယ်ဝေချမလို့ IC ကက်ရှိပြရာတောင်းပြပကိုထွက်ဖို့စစ်စစ်ခွင့်ပြုထားမှထွက်လို့ရတော့မယ်ဟုပြပအလုပ်ကအေဂျင်စီလုပ်ငန်းရှင်တို့ကတော့ပြောဆိုထားဖြစ်ပါတယ် ထို့ပြင်ဖေဖော်ဝါရီလ12ရက်နေ့မှာစတင်ပြီးရန်နာချခဲ့တဲ့ OWIC ကထုတ်ပေးခြင်းကိုလည်းပြန်လည်စတင်ပြီဖြစ်ကြောင်းတွင်ရတွင်အလုံတမောင်းဝန်ကြီးဌာနကခွင့်ပြုထားတဲ့အလုတ်ခေါ်စာများပါအလုတ်ကင်များနဲ့ကျွမ်းကျင်အလုံတမောင်းများကိုသာစစ်စစ်၍ OWIC ထုတ်ပေးမည်ဖြစ်ကြောင်း OWIC ကပြန်လည်ထုတ်ပေးခြင်းများကိုမတ်လ20ရက်နေ့မှာပြန်လည်စတင်ပြီဖြစ်ကြောင်းစကောင်းစီကကြေညာထားဖြစ်ပါရယ် အထွေထွေအလုတ်သမားတွေကတော့သွားဖို့တော့ခက်သွားပြီကျွမ်းကျင်အလုတ်သမားတွေနဲ့အလုတ်သမားဝန်ကြီးဌာနကအတိပြုအလုတ်ခေါ်စာတွေပဲဟိုတမလို့ IC ကထုတ်ပေးတော့မယ်ဆိုတော့တကယ်ဖြစ်လာတာပါဟိုပြည်ပအလုတ်ကအေဂျင်စီပိုင်ရှင်တူကတော့ပြောဆိုထားဖြစ်ပါတယ်စကားစီကလက်ရှိမှာအသက်16နှစ်ကနေအသက်35နှစ်အတွင်းစစ်မှုထမ်းရဲ့အကျုံးဝင်နေတဲ့အမျိုးသားလူငယ်များအလုံး PJ နိုင်ငံကူးလက်မှတ်ဖြင့်ပြပချွတ်ခွာခွဲကိုဆက်လက်ပိတ်ပင်ဆက်လက်ဆုတ်ဖြတ်ထားကြောင်း နေပြီးတော့အလွတ်သမားဝန်ကြီးဌာနတရရင်မြက်ကပြောဆိုထားဖြစ်ပါတယ်။အကြရန်တစ္ဆပင်မို့ကိုကျွန်မပဲခေတ္တနာကိုပြောပါရှင်။နောက်ထပ်ပြည်တွင်ပြပါတဲ့များကျော်ရည်တရများနဲ့နောက်ဆုံးပြတရများနဲ့အတူပြန်လာပါမယ်။ပြည်တများလုံးမဲရှင်နေရှင်နေကြပါစေရှင်။